အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့နားဆင်ရချန်နယ်ကနေပရိသတ်များအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါရရှင်။ဒီကနေ့မှာတော့ကျမတို့ရဲ့ချန်နယ်ကနေစာရေးဆရာအက္ခါဆိုရဲ့မမရရတခုချင်းညာဆိုတဲ့ဇလန်အကြောင်းအရာလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်။ဇလန်လေးကိုအခုပဲနားဆင်ကြမယ်နော်။တခုချင်းညာတဆောင်မုံလာပြကျော်တရကိုတခုချင်းညာလို့သတ်မှတ်ကြပါရစေ။သူတို့ရွာမှာတော့တခုချင်းညာကိုအဲ့ရက်မှသာကျင်းပကြတယ်။ အဲညမှာတော့ကြီးမလို့ပွဲကိုကျင်းပကြလေတယ်။လူငယ်တွေနဲ့ကာလသားတွေပြောကြတဲ့ပွဲပဲဖြစ်ပါတယ်။ရွာတွေကနေဘူးသီးများ၊ကြက်များ၊ဘဲများဟင်းသီးဟိမများကိုလူမသိအောင်ခိုးရပါတယ်။အဲနောက်မှာတော့ရှုဝဲထားတဲ့တနေရာမှာချက်စားကြတယ်။ရွာလူငယ်များအလုံးပေါင်းပြီးတော့လှုပ်ကြတာတော့မဟုတ်ပါဘူး။၅ရောက်တစ်ပွဲ၊၁၀ရောက်တစ်ပွဲစသည်ဖြင့်စုပေါင်းပြီးတော့လှုပ်ကြခြင်းပဲဖြစ်ပါတယ်။ခိုးရမှာတော့လူချင်းမျက်စိနဲ့ခိုးကြခြင်းမဟုတ်ဘဲနဲ့အပျော်အပြက်သဘောနဲ့ပဲပစ္စည်းများကိုခိုးကြပြီးတော့ အပိုင်မယူကြဘူး။ဒီနေရာမှာသွားပြီးတော့ထားကြတယ်။မနဲ့လင်းတော့အိမ်တွေကပစ္စည်းတွေပြန်ရှာကြရပါတယ်။သူ့နာမည်ကတော့ကျော်နိုင်။ကိုရန်ကြောင့်သာလူပြူပေါ့။ပိမိန်ပါပါဖြစ်ပါတယ်။သူကဒီရွာသားတော့မဟုတ်ဘူးလေ။တဆောင်တိုင်းကျောင်းပည့်ရင်မှာတော့တငယ်ချင်းများရွာကိုလာလဲခြင်းပဲဖြစ်တယ်။အရင်ကတော့လာပြီးကျော်တရနေ့အထိကျောင်းကသုံးရက်ပိတ်ပါတယ်။ဒီနေ့တော့ကျော်နိုင်လဲတခိုးချင်းညဝင်းစင်နွဲမှာဖြစ်ပါတယ်။ကျော်နိုင်ကသူ့ချစ်ဆုံးတငယ်ချင်းဖက်တီးစီမှာတက်ခိုးတယ်။ ဖက်ကြီးကရွာကန်ဖြစ်ပါတယ်။သူ့နာမည်ကတိန်းစုံဦးဖြစ်ပေမဲ့ကိုလုံးကဝတာကြောင့်အားလုံးကသူ့ကိုဖက်တီးလို့တကြောင်လုံးကခေါ်ကြတယ်။ရွာရောက်တော့လဲတရွာလုံးကဖက်တီးလို့ခေါ်တာကိုသိလိုက်ရပါတယ်။ဖက်တီးကတော့သူ့ကိုဘလူခေါ်ခေါ်စိတ်မဆူဘူး။ဖက်တီးကအစားမဲ့တယ်အိမ်မဲ့တယ်။ကိုရန်ဆိုပေမဲ့ခနာကူကပုတ်လောက်ကြီးကိုဝနေတယ်လေ။ဖက်ကြီးကပူပြီးတော့အစီရင်နဲ့မို့အရှိကို၆လက်မလောက်ထွက်နေလေပါတယ်။ဖက်တီးကတော့ကြော်နိုင်တဲ့အလွန်ခင်းနေ။ ဖက်တီးတို့ရွာလေးဟာမြို့နဲ့တိတ်မွေးလာပါအောင်အဲဒါကြောင့်ပဲကျော်နိုင်ကတဆောင်းနိုင်ចောင်းပည့်ရမှာတော့ဖက်တီးတို့ရွာကိုသွားလည်ရန်အတွက်မိဘတွေကိုခွင်တောင်းပါတယ်မိဘတွေကလည်းတိတ်မွေးလာကြောင်းခွင့်ပြုလိုက်ရတယ်တဆောင်းမုံလာအဖိတ်နေတဲ့ဥပုပ်နစ်တွေမှာတော့ဖျားသွားတယ်လူကြီးတွေကိုကူညီတယ်ညဘက်ကျတော့မိထွန်းကြတယ်လေလူငယ်များပြီပြီးရဲများစော်ကစားကြတယ်အဲ့လောက်ပါပဲလာပြေကျော်တည့်ရက်ကတော့လူငယ်များပျော်ရှင်ရတဲ့ကြီးမနိုးဝဲဖြစ်ပါတယ် အဲညာကလူကြီးကလူငယ်များကိုလေးလူရှုထားကြတယ်။ဖက်တီဦးလေးလူပြိုကြီးကသူတို့အဖွဲလေးကိုဥဆောင်နေ။လူပြိုကြီးကအသက်30ကျော်ပြီဖြစ်ပါတယ်။အဲနောက်ဖက်တီနဲ့ဖက်တီညီမယွန်းပြီးတော့ကျော်နိုင်။ဘေးအိမ်ကကျော်နိုင်တို့ထက်နနစ်ခန့်ကြီးတဲ့ကိုလတ်တို့တစ်ဖွဲဖွဲ့လိုက်တယ်။ကဲငါစည်းကမ်းလေးတွေပြောမယ်။ရွာကလူတွေကတော့တိပိပိပေါ့။အခုကကျော်နိုင်တို့လည်းပါနေရဆိုတော့လူပြိုကြီးကစကားဆက်လိုက်ပါတယ်။အရင်ဆုံး ကိုအင်ကပစ္စည်းကိုကုန်ပြန်မခိုးရဘူးအဖိုးတန်ပစ္စည်းမယူရဘူးပစ္စည်းတွေမဖျက်ဆီးရဘူးကိုခိုးတဲ့ပစ္စည်းနဲ့ခိုးတဲ့အင်ကိုမှတ်ထားရမယ်အစားအစာတွေခိုးပြီးတော့ချက်တင်ရင်ချက်မယ်မနေ့လေးနိုင်မထိုးခင် အကုန်စားရမယ်ကိုစားနေတဲ့လောက်ပဲခိုးရမယ်အကုန်မခိုးရဘူးအင်ရှင်ချမ်းရှင်တွေအတွက်ချန်ထားခဲ့ရမယ်အမလေးစီကန်တွေကလည်းများလိုက်တာဗျာကျော်နိုင်ကပြောလိုက်ပါတယ်ကိုခိုးတဲ့ပစ္စည်းနဲ့ခိုးတဲ့အင်ကိုဘာလို့မှတ်ထားရမှာလဲဗျာ တခါတလေပန်းရှင်တွေကပျောက်တာမကျေနပ်ဘူးဆိုရင် လူကြီးတွေကပန်းရှင်ကျေနပ်အောင်နှိမ့်နှံကြီးရောပေးရတယ်ကွဒါမျိုးကတော့ဖြစ်ခဲ့ပါတယ်သူတို့အားလုံးခေါင်းညိတ်လိုက်ကြတယ်ညာ၁၂နှစ်အတိစမယ်ငါကတော့မခိုးဘူးအိုးတကြီးလုံမယ်မင်းတို့ရလာတဲ့ပစ္စည်းတွေအပေါ်မူတည်ပြီးတော့ချက်ကြမယ်ကွာမင်းတို့နှစ်နိုင်လောက်နောက်ဆုံးထားပြီးတော့ပြန်လာခဲ့ကြတို့စကန်ကတော့တို့အိမ်နောက်ပဲစပကြီးတွေအကျော်ကမကြီးပြင်းကြီးနာမှာငါလောက်ထားမယ် လူပြိုကြီးကပြောလိုက်တယ်သူတို့အားလုံးကကောင်းကြီးလဲကြပြန်နေဓမီးတွေကိုနှိလေတဲ့ကအာသွင်းပြီးသားဖြစ်ပါတယ်သူတို့အုပ်စုကလူနေတယ်ဆိုတော့ဂရုတော့ဆိုင်နော်တခြားအဖွဲ့တွေနဲ့မတွေ့စင်နဲ့ကွတွေ့ရင်တော့တွေ့ပစ္စည်းတွေကိုလိုက်လို့ကြလိမ့်မယ်အလို့မခံပဲပြေးကြရအောင်နော် အတွေ့အကြုံရှိတဲ့ကိုလတ်ကပြောပါတယ်တို့ဘာချက်မလဲအသားလေးပါလေးပါမှကောင်းပါကွကျွန်တော်ဥပုရုံငုံချင်ကငုံနေသွားနေမယ်ဗျာကိုလတ်ကပြောလိုက်တယ်အေး ကောင်းတယ်ကွာမင်းတို့၃ယောက်ကတော့ရွာထဲခြံတွေကအသေးရွက်တွေလိုက်ရှာကြပေါ့ကွာအဲ့နောက်နာယီကိုကြည့်လိုက်စကားပြောလိုက်နဲ့ဖြတ်တန်းကြတယ်သူတို့လူငယ်တွေကတော့ဖင်တကြကြဖြစ်နေပါပြီ၁နာရီထိုးကိုစောင့်နေကြတယ်လူပြိုကြီးကလက်ပတ်နာယီကိုကြည့်နေတယ်ည၁၂နာရီထိုးဖို့အတွက်စက္ကန့်ပိုင်းသာလိုတော့တယ်သူတို့ကိုအချိန်မှတ်ပေးနေတယ်၃၄၁ကဲ၁၂နာရီထိုးပြီပြေးကြတော့ သူတို့တွေလည်းဓမီတွေထိုးပြီးတော့ပြေးကြလေတော့တယ်။ကောင်းလေးတွေခိုးကနေကြဓမီပိတ်ထားနော်။သူများတွေတွေ့ကုန်မဲကွ။လူပြိုကြီးကခတ်အုပ်ပြောလိုက်တယ်။သူတို့လည်းထွက်ခွဲကြတယ်။သူတို့လိုပြေးလွှားနေတဲ့သူများကိုလည်းရွာအတွင်းမှာတွေ့ရတယ်။အဲလူတွေကလည်းအိမ်များကိုလိုက်ပြီးတော့ကြည့်နေတယ်။သူတို့လည်းကြံရမရခြေဥတက်ရပြေးနေကြတယ်။ကဲငါဥပုရချမက်ကိုသွားမယ်ကွာ။မင်းတို့ပြီးရင်တော့စခန်းကိုပြန်လာကြနော်။ကိုလက်ကပြောပြီးတော့ပြေးထွက်သွားလေတယ်။ သူတို့သုံးယောက်ကလည်းလမ်းပေါ်မှာရောင်တောင်တောင်နဲ့ကြံခဲ့ကြတော့တယ်။ဟုတ်ပြီကွ။အကြီးတော်ချုပ်လည်းအိမ်သွားမယ်။သူ့ချံမှာဘူးစင်တွေရှိတယ်ကွ။ဖက်တီးကပြောလိုက်ပါတယ်။သူတို့သုံးယောက်ဟာအဲ့ချံကိုယွန်းလေးရဲ့လမ်းပြတ်မှုနဲ့ပြေးသွားကြတယ်။ဖက်တီးကတော့သူ့ကိုယ်လုံးကြီးကိုတင်းနေရတာကြောင့်အနောက်မှာအဝေးကြီးကြံခဲ့လေတယ်။ဟိတ်ကြော်နိုင်။ငါ့ကိုဆောက်မအောင်ကွ။ဖက်တီးကလမ်းပြောလိုက်တယ်။ဖက်တီးကတလန်းချင်းပြေးနေတယ်။ဘိုက်မအစီတွေကတလန်းပြေးလိုက်တိုင်းမှာတက်လိုက်ကြလိုက်ဖြစ်နေတယ်။ အသားတွေက တုံနေပါတယ်။သူတို့ဆက်ပြေးနေရင်နောက်တော့အကြီးတော်ချို့တို့ခြံရှိကိုရောက်သွားတယ်။ခြံရှိမှာက အတော်ကျပါတယ်။သူတို့အားလုံးဟာခြံရှိမှာရှိတဲ့ရွက်လာပန်းပင်ခြုံလေးတွေကိုတွေ့လိုက်တယ်။ဟမ်။သူတို့အံ့ဩသွားကြတယ်။အဲ့ခြုံထဲမှာတော့သူတို့တွေမကလူ၁၅ယောက်လောက်ထက်ရှိနေပါသေးတယ်။အခြားအဖွဲ့တွေလာကြချင်းဖြစ်မယ်။သူတို့ဆက်ပြီးတော့အချင်းတွေကိုခြုံထဲကနေစောင့်ကြည့်နေတယ်။ရွာသားတစ်ယောက်ကလွားကနေခြံစည်းရိုးကြပြီးပြန်ထွက်လာတယ်။ ူ့လက်ထဲမှာတော့ဘူးသီးတစ်ချမ်းပါလာပါတယ်။အပင်ရောက်တာနဲ့အပြင်ကလူတွေကဝိုင်းလူကြလေတယ်။ခြံရှိမှာတော့ရေရွတ်တဲတဲဖြစ်ကုန်ကြတယ်။ရွက်လပင်တွေကတပြန်းပြန်းဖြစ်နေတယ်။အတန်တွေဆူတာကြောင့်ခြံလေးကခွေးတွေက ပြေးထွက်လာကြတော့တယ်။ဟိတ်ကောင်တွေခွေးတွေလာနေပြီ။ပြေးကြဟာဘသူကအော်လိုက်မယ်မသိပေမဲ့သူတို့ကလေးတုံးယောက်ကတော့ခြံရှိကနေပြေးကြတယ်။ဖက်တီကအနောက်မှာတလိမ့်လိမ့်ပြေးလာပါတယ်။ဒါပေမဲ့ပူစီကတော့တိတ်မရှိပါဘူး။ ခွေးတွေကခြံရှိကလုနေကြတဲ့လူအုပ်ကိုထိုးခေါင်နေကြတာပါ။တနေရာရောက်တော့သူတို့အမောဖြေလိုက်ကြတယ်။ဟွန်းဒီတန်းဆိုမလဲပါလားကွ။ဟုတ်တယ်။ရွာထဲကအရင်ထဲမှာဘာတွေစိုက်ထားတယ်ဆိုတာကိုကြည့်ထားကြပြီသားချင်းနဲ့။ယွန်းကပြောလိုက်တယ်။ငါတို့နဲ့အကြံတူတွေများနေပြီကွ။ဖတီကအမောဆိုရင်လည်းပြောလိုက်ပါတယ်။သူတို့လည်းတရွာလုံးကိုနဲ့နေအောင်ပြေးကြတယ်။ကလေးတွေဖြစ်နေတာကတကြောင်ကျူပီမကြည့်ထားရတာကတကြောင်ကြောင် သူတို့တွေဟာတနင်္လာလောက်အချိန်ပုတ်သွားပြီးတော့လက်ထဲမှာတော့မူလာဥတူနဲ့ရုပ်သေးစိမ်းများတာရနေပါသေးတယ်။သုံးယောက်သားပြင်ပန်းပြီးတော့ထိုင်နှားလိုက်ကြတော့တယ်။တနင်္လာတောင်ကြော်ပြီးကွာ။ကျော်နိုင်ကသူ့တကြစ်တဲ့လက်ပတ်နိုင်လေးကိုကြည့်ပြီးတော့ပြောလိုက်လေတယ်။ဒီတိုင်းဆိုရင်တော့တို့ဘာမှရမှာမဟုတ်သေးဘူးကွာ။အေးဘယ်တနိုင်မလဲကွာ။တို့ကသူများလိုလူမှမလုနိုင်တာ။ကျော်နိုင်ကပြောတာကြောင့်ဖက်တီးဟာစိတ်ဓာတ်ကျသွားတယ်။ ကြီးမနှွယ်နှွယ်ပြီးတော့ဘာမှမစားရဘူးဆိုရင်တော့ရာဇဝင်တို့ရိုင်းတော့မယ်။ငါအကျန်းရပြီကွ။ဦးချစ်ခန်တို့ချက်မဲ့သွားကြမယ်။ဖက်ကြီးကပြောလိုက်ပါတယ်။ဟာဖြစ်ပါမလား။ယွန်းလေးကထပ်ပြောလိုက်ရဲ့။ဖြစ်ပါတယ်။သူ့ချန်ကရွာစုံဘက်လဲကြတယ်။ချန်ဆိုရင်လည်းအကျယ်ကြီးပဲ။နောက်ပြီးချန်ထဲမှာသီးပင်စားမိနေအများကြီးစိုက်ထားတာဆိုတော့ငါတို့ခိုးဖို့တော့ကြံဥမာပါ။ဖက်ကြီးကပြောလိုက်ပါတယ်။အေးလေ။ဒါဆိုလဲသွားကြတာပေါ့ကွာ။ လက်ပလာနဲ့တော့မပြောင်းချင်ဘူးကွာလူပြိုကြီးသိရင်တော့ငါတို့လောင်မှာကွာကျော်နိုင်ကပြောလိုက်တယ်အဲ့နောက်သူတို့တို့ဟာရွာစွန်ဘက်ကိုပြေးခဲကြတယ်ရွာလေလမကြီးကတော့စီကားနေပြီးခိုးရပါပေးစည်းတွေနဲ့စီကားနေခြင်းဖြစ်ပါတယ်တနေရာမှာတော့ဖနက်ပုံကြီးကိုတွေ့တယ်အဲ့နောက်သုံးတပ်သားမှာတော့မြေပြူနဲ့ရေးထားတယ်ညာဘက်ဖနက်ရွေးရန်ဟူရေးထားပါတယ်ရွာထဲရှိအိမ်ကညာဘက်ဖနက်တွေကြီးခိုးယူလာခဲ့ကြပြီးတော့ အဲ့အပုံကြီးထဲမှာလာထည့်ထားခြင်းဖြစ်ပါတယ်။သူတို့ဆက်ပြီးလာကြတော့အချွတ်အိမ်ဒီမှာတော့အိမ်ရောက်ပြီးငွေတစ်ချပ်ဟူရေးထားပြီးတော့ဆိုင်းဘုတ်ကတ်ထားတယ်။အပြိုကြီးအရှိအယောက်မှာတော့အိမ်ရောက်ပြီးအိမ်ဝယ်လင်းအပြိုကြီးအစီရမည်ဟူပြီးရေးထားပါသေးတယ်။ရွာစွန်းနဲ့နီးလာတော့မိတွေကမောင်းလာပြီးဖြစ်ပါတယ်။ရွာထဲမှာတော့မိလုံးနေမိချောင်းနေနဲ့လင်းနေပြီးတော့ရွာစွန်းဘက်ရောက်ရင်တော့လမ်းမီးတက်မရှိတော့ဘူး။လူနေလဲကျဲသွားသည်ဖြစ်ရာလမ်းတစ်လျှောက်လုံးဟာခြံအကျဲကြီးများတာဖြစ်ပါတယ်။ ရွာစွန်တနေရာရောက်တော့ခြံအလွတ်ကြီးတစ်ခုအတွင်ကနေအုပ်စုတစုကချက်ပြုတ်နေကြပါတယ်။အသားဟင်းနှံကမွေးနေတယ်။ဖက်တီးကတရေကျနေပါတယ်။ကိုကျော်ကြီးတို့ဖွဲ့ပါလား။ဖက်တီးကအေးတဲ့ဝင်နှုတ်ဆက်နေတယ်။ဘာတွေခွေးရလဲ။ကြက်သုံးကောင်ရလို့ကြက်တံမုံကင်နေကွာ။အရင်နဲ့မြင်မယ်။ကိုကျော်ကြီးဆိုသူကပြောလေတယ်။သူတို့အဖွဲ့မှာယောက်ျားလေး6ယောက်ခန့်ရှိပါတယ်။အရက်တွေဆိုရင်လည်းပလင်းလိုက်ကိုဝယ်ထားကြလေတယ်။ မီးပုံကြီးတွေဖိုးထားပြီးတော့တံမောက်ပုံးတွေနဲ့ကြက်တွေကိုကင်းထက်နေခြင်းဖြစ်ပါတယ်။ကြော်နိုင်တဲ့ယွန်းလေးဝင်ဆဲမှာပဲဖတ်တီးပါလာလေတယ်။သူတို့ကြက်ရင်ငါနဲ့တောင်းစားမလို့ဟာဘူး။လာစမ်းပါကွာ။ကြော်နိုင်ကဖတ်တီးကိုဆွဲခေါ်လာလေတယ်။မကြာခင်မှာတော့ဦးချစ်ခန်ချန်ရှိရောက်လာပါတယ်။ချန်မာတစ်ပင်ဝါပင်များစိုက်ပြီးတော့ကာယံထားတာကြောင့်အုပ်ဆိုင်နေပါတယ်။ကောင်းကင်ကတော့ကြယ်တွေစုံပြီးလှနေတယ်။ချန်ပောက်ဝမှာတော့60ဝါမီလုံးကလေးတစ်လုံးထွန်းထားတာကြောင့် အဲ့ဒီနေရာမှာတော့လင်းနေဒီမှာတပါတချံလုံးဟာမောင်းပိနေပါတယ်။ချမ်းကြီးအကျေးကြီးပဲကွ။ကျော်နိုင်ကပြောလိုက်တယ်။ချမ်းကြီးမှာတော့ပေနေရပတ်လေခန်းရှိမှာပဲ။နောက်ကတော့ဘလောက်ကျဲတယ်လဲမသိသေးဘူး။ကျော်နိုင်မင်းဝင်သွားလိုက်ကွာ။ပြီးတော့တွေ့တဲ့အသေးရတူသာခူလာခဲ့ကွာ။ဟာဟာငါတယောက်ထင်ဝင်ရမှာလား။ကျော်နိုင်ကပြောပြီးတော့လက်ကြည့်လိုက်တယ်။ဖက်ကြီးကတကူလုံးချွေးအလင်းလေးနဲ့မျက်နာကအစီပြန်နေတယ်။သူ့ကိုသူတောင်အနေနိုင်တယ်နေရတယ်။ ယွန်းလေးကတော့မိကလေးသူတို့ထက်လဲငယ်တယ်ကောင်းပြီကွာငါဝင်မယ်ခွေးတွေဘာတွေကိုရှိသေးလားမသိဘူးဘာခွေးမှမရှိဘူးကွာဝင်မယ်ဆိုရင်တော့မြေမြောင်းဝင်ကွာနောက်ကျနေပြီနာယီကတနာယီခွဲကြော်နေပြီဖြစ်ပါတယ်သူလည်းတမီလေးကိုအင်ဂျီအုပ်လိုက်ပြီးတော့ထိုးလိုက်တယ်ခြံတောက်တနေရာမှာတော့ဝလုံးများကကျဲနေတယ်ကြော်နိုင်ကအဲ့ဒီပေါက်ထဲကနေဝင်လိုက်တယ်အကိုဖက်တီဘာလို့သူများကိုကြောက်ချလိုက်တာလဲယွန်းလေးကပြောလိုက်ပါတယ်ယွန်းလေးနဲ့ဖက်တီတို့မှာ ဦးချိကန်ကျန်ရှင်မှာမီးလုံးအောက်ကဝါလုံးခုံတန်းလေးမှာထိုင်နေကြတယ်။ငါဘာချောက်ချလို့လဲဟ။ဦးချိကန်ကသူ့ချံမှာတရေမွေးပြီးတော့ဆောင်းခိုင်းထားတယ်လေ။အမဲဒီမှာနေဧည့်တရေကိုမြင်ဘူးလို့လား။အလကားရွာထဲကလူတွေရှောက်ပြောနေကြတာကိုဖက်တီကပြောလိုက်တော့ယွန်းလေးပစပ်ပိတ်သွားတယ်။ဘာမှဆက်မပြောတော့မနဲ့ခြံထဲကိုသာချောင်းပြီးကြည့်နေလေ။ကျော်နိုင်ကတော့ခြံထဲကိုဝင်ပြီးတော့ဟိုဟိုတူတူနဲ့ကြည့်လိုက်တယ်။မပြောပြင်ကြီးတွေကအသီးတွေတီးနေကြတယ်။ ကျောင်းနိုင်ကဆက်ပြီးတော့လာခဲ့တယ်။ခဝဲသီးပင်တွေကိုတွေ့လိုက်တယ်။ခဝဲသီးတွေကစင်မော်ကနေတွေ့လောင်ကြနေတယ်။ကျောင်းနိုင်ကခဝဲသီးသုံးလုံးကိုဓာတ်နဲ့ဖြတ်လိုက်တယ်။အဲ့နောက်ထပီးရှာတယ်။ခြံနောက်ဘက်ကိုထလာခဲ့ပါတယ်။တရက်ပင်တွေကအရေးကြနေတာကြောင့်ပိမ့်ပိတ်အောင်မောင်းနေတယ်။အိမ်သာပြီးမှတော့ချင်းပေါင်းပင်များနဲ့ငရုတ်ပင်များစိုက်ထားပါတယ်။ကျောင်းနိုင်ကတော့ချင်းပေါင်းပင်ပဲယူရင်ကောင်းမလားစဉ်းစားရင်းနဲ့မျက်လုံးကိုဝေ့လိုက်တယ်။တရက်ပင်အိုကြီးတပင်အောက်မှာတော့ပင်စီမှာတန်ရိုက်ထားပြီးတော့ အဲ့ဒီတံမှာတော့အသားတွေတွေကိုချိန်ထားတယ်။ကျော်နိုင်ကမဖြုတ်ရဲသေးပဲနဲ့ဖတီတို့စီကိုလာခဲ့လိုက်တယ်။ကျော်နိုင်ဘာရလဲဖတီတို့ကအာကိုတကြီးနဲ့မေးလိုက်လေတယ်။ခဝဲသေးပဲရတယ်ကွဖတီအလွန်စိတ်ပြက်သွားလေတယ်။ဒါနဲ့တခုမေးမလို့ကွခြံတော့ကတရက်ပြင်အိုကြီးမှအမဲသားလားမသိဘူး။အသားတွေကြီးချိန်ထားတယ်ကွ။ဟေးဟုတ်လားမင်းဘာလို့မယူခဲ့တာလဲကွမသိဘူးလေကွစည်းကဲနဲ့ညီမလားမညီလားမသိလို့လေ။ ပန်းတကူပစ်ထားတာဖြစ်မှာပေါ့ကွာ။ပန်းတကူကဒင်းညပစ်ပါမလား။မင်းကလည်းတွန်းလိုက်တာကွာ။ဒင်းညလာခိုးမဲ့သူတွေစားပါစေဆိုပြီးတော့ပစ်ထားတာဖြစ်မှာပေါ့။အေးဟုတ်သားနော်။လာငါတို့ပါလိုက်ခင်မယ်။အသားရွယ်တော့อยู่ရအောင်ကွာ။အဲ့နောက်၃ယောက်သားဟာခြံထဲကိုတွန်းဝင်ခဲ့တယ်။ကြော်နိုင်လမ်းပြမှုနဲ့အိမ်နောက်ဖေးကိုရောက်ခဲ့တယ်။ခုမှကြော်နိုင်ကတမီးလေးနဲ့ထိုးလိုက်တယ်။တမီးအလင်းရောင်ထဲမှာတော့အသားရွယ်လေးတွေကိုတွေ့ရတယ်။အသားကတပိတ်တာလောက်တော့ရှိမယ်ထင်ပါတယ်။ နေရနေတဲ့အမေသားများဖြစ်ပါတယ်။ဖက်တီကကျော်နိုင်ကိုမျက်စပစ်လိုက်တယ်။ကျော်နိုင်ကိုတွားယူခိုင်းတဲ့သဘောပါပဲ။ကျော်နိုင်လည်းတွားလိုက်တယ်။တန်ချိတ်မှာချိတ်ထားတဲ့အသားတွေကို ဖြုတ်လိုက်ပါတယ်။အဲ့ဒီချိန်မှာပဲတစုံတစ်ခုကတဲ့ပင်ပေါ်ကနေပြီးတော့အရှိန်နဲ့ကြလာလေတယ်။ကြလာတဲ့အရာကလည်းကြီးပါတယ်။လူဖြစ်လောက်ပါတယ်။ကျော်နိုင်လည်းအသားတွေဆွဲပြီးတော့လက်ပြေးတယ်။ဖက်တီနဲ့ယူလင်းလည်းပြေးကြတယ်။တို့နဲ့အကြံတူတဲ့လူတွေဖြစ်မယ်ကွာ။ပြေးကွာ။ဖက်တီကပြင်းပြောတယ်။ ယွန်းလေးကခွဲသီးများကိုပိုက်ပြီးပြေးပါတယ်။ကြုံနိုင်ကတော့နောက်ဆုံးမှအမဲသားတွဲကြီးကိုဆွဲပြီးတော့ပြေးလေတယ်။ဒီလိုနဲ့ချက်အပြင်းတို့ခွေးတိုးပေါက်မှာတိုးခဲ့ကြတယ်။ဖက်တီကအပေါက်တို့ဝင်လာကြာနေပါတယ်။ကြုံနိုင်ကအနောက်ကိုလက်ကြည့်လိုက်တော့လူရိတ်တစ်ခုကပြေးလိုက်လာပါတယ်။ဖက်တီမမြတ်တို့ပါကွ။ကြုံနိုင်ကပြောလိုက်ပြီးတော့ဖက်တီဖင်ကိုစောင့်ကန်လိုက်တယ်။ဖက်တီကချမ်းပြင်းရောက်သွားတယ်။အဲ့နောက်ကြုံနိုင်က အပေါက်ကိုတိုးတယ်။အဲ့အချိန်မှာပဲ ော်နိုင်ရဲ့ခြေထောက်ကိုလက်တစ်ဖက်ကလာကိုင်းနေတယ်။လက်ကလည်းလူကြီးနဲ့အကြီးကြီး။လက်ဝါးကြီးကလည်းကျန်းတော်တော်ကြီးဖြစ်နေတယ်။ကျော်နိုင်ဟာကိုတဝက်ကအပြင်ထွက်လေနဲ့ကိုတဝက်ကတော့အထဲမှကျန်ခဲ့လေတယ်။ပင်းအသားရငါ့ကိုပြစ်ပေး။ဖက်တီးကပြောလိုက်လေတယ်။ကျော်နိုင်လည်းဖက်တီးကိုအသားရပေးလိုက်လေ။အဲ့ဒီအချိန်မှာတော့ကျော်နိုင်ရဲ့ခြေထောက်တွေကအထဲကလူကလွတ်လိုက်လေ။ကျော်နိုင်တယောက်အပြင်တို့အ мян တိုးထွက်လိုက်တယ်။သူတို့အနီးမှာတော့တင်မော်မီသည့်အလင်းရောင်ကလင်းနေတယ်။သူတို့တုံးရမတ်တက်ထိုက်ရလိုက်တယ်။ ခြံအပြင်ကိုလွားကနေလူတယောက်ကြောထွက်လာပါတယ်။သူတို့ရှစ်မှာရက်လိုက်တယ်။ဒါပေမဲ့အဲ့လူကလူမဟုတ်မှန်းသိလိုက်ရပါတယ်။လူပုံစံကခြေလက်များပါပေမဲ့နှည့်ရက်များမပါဘူး။မျက်လုံးကြီးတွေကဆောင်းဆောင်းကြီးဖြစ်ပြီးတော့လေးလုံးတောင်ပါလိတယ်။မဆက်ကြီးကလည်းမျက်နှာမှာကက်လန်ကြီးဖြစ်နေတယ်လေ။အဲ့နောက်အဲ့အရာကြီးကအော်လိုက်လေတယ်။အော်လိုက်တဲ့အခါမှာတော့ပဆက်ကြီးကပြဲပြီးတော့မျက်နှာကြီးကနှချမ်းဖြစ်သွားတယ်။သူတို့အားလုံးစက်သိမ်းဝင်းကြီးနေထားသွားတယ်။ အဲ့နောက်မတိုင်မင်ထားကြပဲနဲ့အတူတူပြေးကြပါရဲ့အဲ့ဒီရဲ့ကြီးကသူတို့နောက်ကထက်ချက်မကွာလိုက်လာလေသူတို့ပြေးကြသည်မှာခြေထောက်နဲ့မြေကြီးထိတိဟုမထင်ပါဘူးရွာစွန်မှာလူနေကျဲပြီးတော့တိတ်ဆိတ်နေပါတယ်သူတို့လည်းအလွန်မောတာကြောင့်ပါဆက်ကဘာမှမအော်နိုင်ကြဘူးအကောင်ကြီးကပြီးတော့လေးဘက်ထောက်ပြေးလေတယ်အရာကြီးကလည်းဂလန်ဂလာနေမှုတိတ်ပြီးတော့အပြေးမမြန်ဘူးသူတို့၃ယောက်ဟာမတိုင်မင်ထားပဲနဲ့နေရာတနေရာကိုဥတီပြေးကြတယ်ပြေးတဲ့နေရာကတော့ ကိုကျော်ကြီးတို့အဖွဲ့ရဲ့ရွာစွန်ချန်လွတ်ကြီးဖြစ်နေပါတယ်။အဲ့အနီးနားမှာတော့လူဟူရဲ့ကိုကျော်ကြီးတို့အဖွဲ့သားရှိတာကြောင့်သူတို့စီပြေးချင်းဖြစ်ပါတယ်။ပြင်းရင်နဲ့ဖက်တီးကဖောက်လာပြီးတော့တဖြည်းဖြည်းနေပြီးကြံခဲ့တယ်။ဖက်တီးကအမောဆုတ်နေလိမ့်ပြီ။ကျော်နိုင်ကမရလိုက်ချင်ဘူး။ဒါပေမဲ့အရှိန်တက်ပြီးတော့ဖက်တီးစီလာလိမ့်တယ်။ဖက်တီးကအသားရဲကိုသူ့ကိုလမ်းပစ်လိုက်တယ်။ကျော်နိုင်ရဲ့လက်ထဲမှာတော့အသားရဲကြီးရောက်လာတာနဲ့တရဲကြီးကဖက်တီးကိုမလိုက်တော့ဘဲနဲ့သူ့ကိုဥတီလာပြီးဖြစ်ပါတယ်။ကျော်နိုင်လည်းနောက်လှည့်ပြီးတော့အမြန်ပြေးလိမ့်တယ်။ ဖက်တီကတော့သူ့နောက်ကိုဆက်လိုက်လာတယ်။ရှစ်မမင်းရောင်များနဲ့တချင်းတဲ့များကိုကြားနေရပြီ။ကိုကျော်ကြီးတို့အယက်မှုမှုနဲ့စုံနေကြချင်းဖြစ်မယ်။ကျော်နိုင်ကပင်းနဲ့တိလိုက်ပါတယ်။ဒီကောင်ကြီးကငါတို့ကိုလိုက်နေတာမဟုတ်လောက်ဘူး။အသားရဲကိုလိုက်နေတာဖြစ်မယ်။အဲ့နောက်ကျော်နိုင်ကအတကုံပြေးနေရကနေမြေကြီးပေါ်မှာငေါထွက်နေတဲ့တင့်မြစ်တစ်ခုနဲ့တက်မိပြီးတော့သုံးလေးဘက်ကကျွန်းထွက်သွားလိမ့်တယ်။တကူလုံးလဲဖုန်လေးတဲရီပြီးပြီးတော့ဖြူစွတ်သွားတယ်။ အမဲသားရဲကြီးကရင်ဘတ်ပေါ်မှာကျနေတယ်။တရဲကြီးကသူ့ကိုခုံအုပ်လိုက်ပြီးတော့သူ့မျက်နှာကိုကြည့်လိုက်တယ်။အဲဒီနောက်ပါဇက်ကြီးကိုဖျက်ပြပြန်တယ်။ပါဇက်ကြီးမှာတော့လူပါဇက်ကြီးနဲ့မတူဘဲနဲ့ခွေးပါဇက်လိုအထက်မှာသွားသေးသေးလေးများနဲ့အဆွဲများလေးရှိနေတယ်။ပါဇက်ကြီးဟာကျော်နေမျက်နှာအနားမှာရှိနေပြီးတော့တရဲတွေကလည်းတွဲပြီးကျနေတယ်။အဲဒီအချိန်မှာပဲအနောက်ကပြေးလိုက်လာတဲ့ဖက်တီကနေရာတက်ကန်းချောက်တစ်ခုနဲ့တရဲကြီးရဲ့ကောင်းကိုအနောက်ကနေရိုက်လိုက်တယ်။ တရဲကြီးကတကူလုံးတွန့်သွားပြီးတော့ဖက်တီးကိုစိုက်ကြည့်နေတယ်။ကြုံနိုင်တတိကလိုက်ပြီးရနောက်သူ့အသားတွေကိုပြစ်လိုက်တယ်။သူတို့ရှေ့မှပြင်းနေတဲ့ယွန်းဟာအသားတွေကိုကောက်ပြီးတော့ဆက်ပြေးလေတယ်။ယွန်းလွတ်ချလိုက်တော့အသားတွေကိုလွတ်ချလိုက်တော့ဖက်တီးနဲ့ကြုံနိုင်ဝိုင်းအောင်ကြတယ်။ဒါပေမဲ့ယွန်းကမကြားတော့ဘူး။တရဲကြီးကကြုံနိုင်ဘောကနေပြေးလိုက်ပြီးတော့ယွန်းဘောကိုခုံအောင်လိုက်တယ်။ယွန်းဟာကိုကျော်ကြီးတို့မိဘုံအနီးမှာရောက်နေပြီဖြစ်တယ်။ယွန်းကတရဲကြီးခုံအောင်မှုကြောင့်ချော်လဲသွားပြီးတော့ အသားရဲဟာလည်းလေထဲကိုလွင့်သွားတယ်။အဲ့နောက်အရင်မူးနေကြတဲ့ကိုကျော်ကြီးတို့အဖွဲ့နာကိုကြာသွားလေတော့တယ်။ဟာဘာဘာကြီးလဲ။တရေကြီးကလည်းအချိန်မဆိုင်မဲနဲ့ကိုကျော်ကြီးတို့အုပ်စုထံကိုပြေးဝင်သွားလေတယ်။အရက်သမားများနဲ့တရေကြီးဟာဝရုံတုံကဖြစ်ပြီးတော့ကြံခက်လေတယ်။အဲ့အချိန်မှာယွန်းကထလိုက်တယ်။ကျုံနိုင်တဲ့ဖက်တီးကလည်းအတူတူပြေးလိုက်ကြတယ်။နေအောင်ကဖက်တီးကပြောလိုက်ပြီးတော့တနေရာကိုလက်ညှိုးထိုးပြလိုက်တယ်။ စပွဲဟောင်းလေးတလုံးပေါ်မှာတော့စက်ကင်နှကောင်အကောင်လိုက်တင်ထားတယ်။တကောင်ကတော့လီးဖြက်ပြီးဖြစ်တယ်။ဖက်တီးကပြေးပြီးတော့စက်ကင်တကောင်ကိုကင်လိုက်တယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီနေရာကနေပြေးထွက်ခဲ့တော့တယ်။အရက်သမားတွေနဲ့တရေကြီးကတော့အနောက်မှာလုံထွေးနေကြစေ။သူတို့တွေစကန်းချရာတို့တဟုန်ထိုးပြေးလာခဲ့ကြတယ်။အချင်းကညနေနာရီတောင်ခွဲတော့မယ်။ကိုလက်ကငုံ၆ောက်ကခံရလာတော့မှလူပြိုကြီးကငုံတွေကိုကြော်ပေးနေတယ်။သူတို့လည်းစက်ကင်ကိုကင်ပြီးတော့ပြေးဝင်လာကြတယ်။ အဲ့နေရာရောက်မှပဲအမောဖြေနိုင်ကြတယ်။ဖတီးကတော့မြေပေါ်လဲချလိုက်တယ်။ယွန်းကလည်းထိုင်ပြီးတော့အမောဆုတ်နေတယ်။ဘလို့ဖြစ်လာကြရလဲ။တယောက်ကလည်းတကူလုံးဖုံနေနေပါလား။ဖတီးကသူ့လက်ထဲကကင်လာတဲ့ကြက်ကင်ကိုပြလိုက်တယ်။သူများယူနေလှုပ်နေကြလို့ပါ။အဲ့လိုပြောလိုက်တယ်။ကြက်ကင်ကမြေကြီးတွေပြနေတယ်။လူပြိုကြီးကကြက်ကင်ကိုပြန်ဆေးကြောပြီးတော့ပြန်ကြော်လိုက်တယ်။သူတို့အားလုံးဟာခြေလက်တွေဆွလိုက်ကြတယ်။သူတွေဘသူ့အမှပြန်မပြောကြည့်နော်။ လူကြီးတွေသိရင်တော့ဖင်ကျူးအောင်ရိုက်မှာကွာဖက်ကြီးကပြောလေတယ်လူကြီးများသိရင်တော့ရိုက်ခံရမှာစိုးရိမ်နာကြောင့်ဘသူ့ကိုမှမပြောရင်ကတိပေးလိုက်ကြပါလေပြေးလွှားချရတဲ့အတွက်စားစားနဲ့စားလိုက်ကြတာမို့ကြက်ကြော်တွေကုန်းသွားတယ်ငုံကြော်များပါအစ်စ်စားလိုက်သေးတယ်ကြက်ကအကောင်သေးပေမဲ့လူပြိုကြီးကထမင်းချက်ထားတာမို့စားစားနဲ့စားလိုက်ကြတယ်ရွံ့ကန်လာတဲ့ခဝဲသေးတွေလည်းဘယ်နာကြံခဲမှမသိဘူးစားပြီးတော့ဖိုက်လေးလေးနဲ့အိမ်မော်တက်ပြီးတော့အိတ်လိုက်ကြတော့တယ် မနဲ့မိုးလင်းပြီးတရွာလုံးကအိမ်ကပျောက်တဲ့ပစ္စည်းများလိုက်ရှာကြတယ်။ကျော်နိုင်ကထလိုက်ပြီးတော့မျက်နှာတည့်ရန်အိမ်အောက်ကိုဆင်းလိုက်သွားတယ်။သွားပြီ။သူ့ဖနာကညာဘက်တစ်ဖက်မရှိတော့ဘူး။တေချာကြည့်လိုက်တော့သူ့ဖနာပင်မကပါဘူး။ဖက်ကြီးဖနာကတအိမ်သားလို့ဖနာပါညာဘက်တွင်မရှိကြတော့ဘူး။ရွာလေသွားပြီးတော့ဖနာတွေသွားပြေးရတယ်။ဖနာတွေကတူနေကြတာများတာမို့တေချာရွေးကြရပါတယ်။အိမ်ပြေရောက်တော့တည်င်းကြရပါတယ်။ ဖတီးအမေနဲ့ဘေးအိမ်ကအမျိုးသမီးစကားပြောနေခြင်းဖြစ်ပါတယ်။ညာကြော်ကြီးတို့ရွာစမစက်ကင်စားကြတာ။တရေတကောင်ဝင်လို့တယ်ပြောတယ်။ဟုတ်လား။ဘေးကတရေလေ။ဒီကောင်တွေလည်းတရေချာမသိပါဘူးဟဲ့။မမူယူယူနဲ့တရေကြီးကပြေးလာပြီးတော့သူတို့နဲ့လုံထွေးပြီးတော့ကျက်ကင်ကောင်ကိုကိုက်ပြီးတော့ပြန်ထွက်သွားတယ်ဆိုလားပဲခုတော့အဖျားတက်နေတယ်ပြောတယ်ဟုတ်လားဒါဆိုအင်းကယောက်ျားကိုသွားကြည့်ခိုင်းရအောင်မယ်ကျော်ကြီးနဲ့သူတို့ကဆွေမျိုးတွေမလားထို့သို့ပြောဆိုနေကြတာကို အိမ်အောက်မှာစောကစားနေတဲ့ဖက်တီတို့အုပ်စုကြားသွားတယ်။ဟိတ်ကောင်ကျော်နိုင်မင်းနှုတ်လုံနော်။အဲ့ဟာငါတို့လောက်တာဆိုတာတိတ်သွားရင်တော့ရိုက်ပေါက်ပဲကွ။ငါအဖေကဒေါသကြီးတယ်။ကျော်နိုင်လည်းခေါင်းညိတ်ပြီးတော့ဆက်ဆော့နေလိုက်ကြတယ်။အမှန်တော့အဲ့အသားတွေဟာပန်းတကူပြစ်ထားခြင်းမဟုတ်ဘဲနဲ့ဥချစ်ခံကသူ့ချက်မှာမွေးထားတဲ့တရေကြီးအတွက်တမင်အစာကျွေးထားခြင်းပဲဖြစ်ပါတယ်။အခုဆိုရင်တော့အဲ့ဒီအဖြစ်ပြက်တွေဟာဆယ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ဒါပေမဲ့တချိန်ကဖြစ်ပျက်ခဲ့ဘူးတဲ့အဲ့ဒီတခိုးကြီးညကိုတော့ ျွန်တော်ကဖက်တီကိုယွန်းကိုလုံးဝမေ့နိုင်ကြမှာမဟုတ်ပါဘူးပရိသမားရှင်ဒီဇက်လန်လေးကတော့တလောက်ပါပဲရှင်ဒီလိုစိတ်ဝင်စားစရာဇက်လန်လေးကိုနေ့စဉ်နာဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါမရှင်ဇက်လန်အသစ်သစ်တွေတင်တိုင်းအမြဲတရှိနိုင်ဖို့အတွက်ကိုလည်းဘေးနားရဲ့ဒီခေါင်းလောင်းလေးကိုမနှိပ်ရသင့်နှိပ်သွားပေးဖို့အတွက်တောင်းဆိုပါတယ်ရှင်အားလုံးကို